အားလုံးမင်္ဂလာပါ။ Daniel Name YouTube Channel နေပြီးတော့အားလုံးကျေးဇူးပါတယ်။ဆိုတော့ကျွန်တော်တို့ Ruben Amin ကဒီ La Liga Chelsea နဲ့ပွဲပြီးလို့ရှိရင်ကျွန်တော်ဒီဒီ Europa League Final ပေါ့နော် Midweek မှာကစားမယ်။ Europa League Final နဲ့ Spa နဲ့ပွဲအတွက် press conference ကြောင်းလုပ်ထားရှိတယ် enjoy update တွေသူပေးသွားတယ်အပြီးတော့တခြားတော့ကျွန်တော်ဒီဘောနော်အတင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတချို့သူဆွေးနွေးသွားနိုင်ကြုံရှိတယ်ဆိုတော့ဒီဗီဒီယိုမှာကျွန်တော်တို့ emerald တော့ဘာကြီးပြောသွားလဲဆိုတာကိုကျွန်တော်တို့ဆွေးနွေးကြမှာဖြစ်ပါတယ်ဆိုတော့ full story တော့ကျွန်တော်မပြောတော့ဘူးအဓိကကျွန်တော်တို့အဲဒီဘောနော်ဟိုကျွန်တော်တို့ဂျားထဲမှာကျွန်တော်ဆွေးနွေးလို့ကောင်းတဲ့အရာတွေလောက်ပဲကျွန်တော်တို့အပြောကြမယ်ပေါ့နော်အဓိကအဖြစ်ကျွန်တော်ဒီအသင်းရဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးတော့အသင်းကျွန်တော်ဒီ final မှာ ကျွန်တော်ရနိုင်မရနိုင်ဆိုတဲ့ဟာလေးဆွေးနွေးထားကြတယ်သူတို့ဘာကြီးစိတ်ဝင်စားဖို့ကောင်းတာဘာကြီးပြောထားလဲပေါ့နော်ဒါရင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ဆွေးနွေးကြမှာဖြစ်ပါတယ်ဆိုတော့အဲဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ channel ကဆိုလို့ရှိရင်ဒီ subscriber ကျွန်တော်8400ကျွန်တော်ကျော်လာပြီဆိုတော့ subscriber 1000လောက်တော့ကျွန်တော်တို့ပြည့်ကျင်တယ်ဗျာဆိုတော့ဒီတစ်ချောင်းမျိုး subscribe လုပ်တော့ဒီကြည့်ကြည့်နေတဲ့လူတွေမှာ subscribe လုပ်တယ်ဆိုလို့ရှိရင် channel ကို subscribe လုပ်ပြီးထားကြဖို့ အားလုံးတောင်းဆိုပါတယ်ဗီဒီယိုလေးကိုကျွန်တော် like လုပ်လို့မနေရဘူးဆိုလို့ရှိရင်လည်းနှိပ်ပြီးတောင်းကြဖို့အားလုံးတောင်းဆိုပါတယ်ဆိုတော့ comment ထဲမှာလည်းဒီဟိုလာမယ့်ကျော်ဗီဒီယိုရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒီဆွေးနွေးကြတယ်ဆိုလို့ရှိရင် comment မှာဝင်ရောက်ဆွေးနွေးပြီးလို့ရပါတယ်ခင်ဗျာ Okay ကျွန်တော်တို့ဗီဒီယိုစအောင်ပထမအဦးဆုံးကျွန်တော် injury update ပါ injury update မှာဆိုလို့ရှိရင်ပထမအဦးဆုံးကျွန်တော်တို့ဒီ America တော့ကျွန်တော်တို့ဒီ Euro delay နဲ့ Indian Heaven တို့ကျွန်တော်တို့၃ယောက်အကြောင်းကိုမေးသွားတာဖြစ်တယ်ဆိုတော့ အဲသူတို့နဲ့ပတ်သက်ပြီးကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီဘာနော်အဲသူတို့ကျွန်တော်တို့ဒီလာမယ့်ကျွန်တော်တို့စပါးနဲ့ပွဲမှာကျွန်တော်ပြန်ပါနိုင်မပါနိုင်မသိဘူးဘာနော်ဒါပေမဲ့တေးကြတခုကတော့သူတို့၃ယောက်၃ဟာချက်စီးနဲ့ပွဲမှာလုံးဝပါနိုင်မှာမဟုတ်ဘူးဘာနော်ဒါပေမဲ့အဲဒီသူတို့ဒီဘာနော်ဂျူရိုပါလီဖိုင်နဲ့ဒီစပါးနဲ့ပွဲမှာကျွန်တော်ပါနိုင်ဖို့အတွက်သူတို့အသေးအတန်ကျွန်တော်ကြိုးပမ်းနေကြတယ်ဒါတော့ကျွန်တော်တို့ဒီဘာနော်တကယ် available ဖြစ်တဲ့ကစားသမားတွေ ကလည်းဒီပွဲမှာကျွန်တော်ပါနိုင်ဖို့နဲ့ပတ်သက်ပြီးတော့တို့အဲဒီဘောနော်အပြင်းထန်ကိုကျွန်တော်ကျူးပန်းနေကြတာဖြစ်တယ်ဘောနော်ဆိုတော့ဒီတက်ကြောင်မလို့အဲဒီ Chelsea နဲ့ပွဲမှာဒီ3ယောက်ကျွန်တော်တင်ကြပေါက်လွဲမယ်ဒါပေမဲ့ကျွန်တော် Spa နဲ့ပွဲ Final ပွဲမှာတော့အဲဒီတို့ထဲကကျွန်တော်တယောက်မဟုတ်နှစ်ယောက်မဟုတ်ကျွန်တော်ဒီ3ယောက်လုံးလည်းကျွန်တော်ပါလာနိုင်မလို့ကျွန်တော်ဖြစ်နိုင်တယ်ဆိုပြီးတော့ Amorin ကပြောသွားတာဖြစ်ပါတယ်ဆိုတော့ဒါဟုတ်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Center Back နေရာမှာကျွန်တော်ဒီဘောနော်တယောက်လောက်တော့ကျွန်တော် Available အနည်းဆုံးကျွန်တော်ဖြစ်နိုင်တဲ့အခြေအနေမျိုးရှိတယ်လို့ကျွန်တော်တော့ထင်ပါတယ်ဆိုတော့ ယူရိုဖြစ်မလားဒီလစ်ဖြစ်မလား any heaven ဖြစ်မလားဒီ၃ယောက်ထဲက၁ယောက်တော့ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ကျွန်တော်တို့ချင်းနေကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်သူမဆိုတော့ဖြစ်နိုင်တယ်ဗောလေကျွန်တော်ဒီ heaven လည်းကျွန်တော်ဖြစ်နိုင်တာပဲဒီလစ်လည်းဖြစ်နိုင်တာပဲယူရိုလည်းဖြစ်နိုင်တာပဲယူရိုဆိုလို့ရှိရင်ကျွန်တော်ဒီပြီးခဲ့တဲ့ website နဲ့ဘယ်မှာသူတန်ရရတယ်အမ်ကျွန်တော်တို့ဒီဘာလို့ရှိမှလဲယူရိုကကျွန်တော်တို့ဒီဘာလို့အောင်မှာခြေချောင်း injury ဘာညာဒီလိုမျိုးရတာမျိုးရှိတယ်ဆိုတော့ဒါတွေများကြောင့်ပြန်ဖြစ်တာပါဗောနော်အဲ့တော့တိတ်ပြီးတော့ကြောင်ကြီးကြီးမားတော့မဟုတ်တော့ဘူးထင်တယ်ကျွန်တော်ကအမှန်တမ်းပြောလို့ရှိရင် euro delay ဒီနှစ်ယောက်ကိုတော့ကျွန်တော်ပြန်ပြီးတော့ဒီ center back နေရာမှာဒီဗောနော်ဒီ final ပွဲစဉ်မှာကျွန်တော်ပြန်ပြီးတော့မြင်နေတဲ့ထဲမှာပါတယ်ဆိုတော့ဘာလို့ဆိုတော့ကျွန်တော်ဒီ amrin ရဲ့ကျွန်တော်ဒီတကယ်စိတ်ကြိုက်ကစားသမားအဲဒီဘောနော center back နေရာမှာကျွန်တော်တိတ်ပြီးတော့မြန်မာစားရှိရမှာပေါ့ဗျာ Lenny Love တို့ပြီးလို့ရှိရင်ဟို Lu Shaw တို့ မ်အဇရာဝီတို့ဆိုတာပြောရမယ်ဆိုလို့ရှိရင်ဒီလစ်တို့မကွာရတို့ယူရိုတို့ကိုကျွန်တော်တို့ဒီမှာနော်ဟိုအနာပေးခြင်းလို့ကျွန်တော် သုံးတဲ့ပုံစံမျိုးပဲကျွန်တော်ရှိတော့တယ်ခုနောက်ပိုင်းအဲ့တော့အဲဒီဘာလို့ကျွန်တော်တို့ဒီကိုယ့်ရဲ့ခံစိတ်ကအရင်ကောင်းပါနေဆိုတော့ပွဲတွေကိုကျွန်တော်ကြည့်ကြည့်မယ်ဆိုလို့ရှိရင် right center back မှာ delay center center back မှာ mazra sorry ဒီ maguire ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ left center back မှာကျွန်တော် euro ဒီလိုပုံစံမျိုးနဲ့ပဲအဲကျွန်တော်တို့ခံစစ်ကပူငင်ခဲ့တယ်လို့ကျွန်တော်တို့ထင်တယ်ဆိုတော့ဒီတော့ကြောင့်မလို့ဒီလိုပုံစံမျိုးပြန်ပြီးတော့ကျွန်တော် available ပြန်ဖြစ်မလားပေါ့နော်ကျွန်တော်ပြန်ပြီးတော့စောင့်ကြည့်အောင်မယ်ဒါပေမဲ့ရက်ကကျွန်တော်တိတ်မလို့တော့ဘူးဆိုတော့ဒီ giant မှာကစားသမားအနေနဲ့ကျွန်တော်မြန်မြန်တော့ကျွန်တော် recovery ဖြစ်ဖို့လိုတယ်ဒီကြတစ်ခုကတော့ emerin ကတော့ကျွန်တော် baris မှာယူမယ်လို့တော့ကျွန်တော်ကတော့မထင်ဘူးပေါ့နော်ဘာလို့ဆိုတော့ကစားသမားတယောက်ကျွန်တော် injury ဆိုတဲ့အနေထားအဲ့ injury မှာကျွန်တော်တို့ အဲဒီပေါ့နော် injury တစ်ခုပေါ်မှာကျွန်တော်ထပ်ပြီးတော့ကျွန်တော် injury တစ်ခုထပ်ရပြီဆိုလို့ရှိရင်ဒီကစားသမားရဲ့အဲ career ကိုပါကျွန်တော်သွားထိနိုင်တဲ့အခြေအနေမျိုးမှာကျွန်တော်ရှိတယ်ဆိုတော့အဲ့လို risk တွေကိုအမရင်းကကျွန်တော်ယူလေးယူထားတော့မရှိဘူးဆိုတော့ချက်တော့ကျွန်တော်စောင့်ကြည့်ရမယ့်အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့ဘယ်သူတွေကျွန်တော်ပါဝင်လာနိုင်ပလဲကျွန်တော်စောင့်ကြည့်ရမယ့်အခြေအနေမျိုးပါဆိုတော့ okay ကျွန်တော်တို့ဒီနောက်ထပ်ကျွန်တော်တို့ဒီကစားသမားတယောက်ဆိုလို့ရှိရင်ဒီကိုဒါလောက်ပေါ့နော်ဒီကိုဒါလောက်နဲ့ပတ်သက်ပြီးတော့ဒါလောက်ကတော့သူပေါ့နော်တကယ်ကိုကျွန်တော်ပြန်လာဖို့အတွက်သူကြိုးပမ်းနေတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့ဒါလောက်ကိုကျွန်တော်တို့ဒီ ပေါ့နော်အဲဒီဘာရစ်မှာယူဖို့ကျူပန်းသွားမှာမဟုတ်ဘူးပေါ့နော်ဒါတော့အနေနဲ့သူ injury တခုသူရထားတယ်အဲဒါပေမဲ့ကျွန်တော်ဒီဒုတိယ injury တွေတတိယ injury တွေကျွန်တော်ထပ်ပြီးတော့ဖြစ်မလာဖို့အတွက်ကျွန်တော်တို့ဘာရစ်မှာယူသွားဖို့ကျွန်တော်မရှိဘူးပေါ့ဒါကကျွန်တော်ကစားသမားအတွက်ကျွန်တော်တကယ်ကိုကြီးမားတဲ့အရာတစ်ခုဖြစ်တဲ့အသင်းအတွက်တကယ်ကိုကျွန်တော်ကြီးမားတဲ့အရာတစ်ခုကျွန်တော်ဖြစ်တယ်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့ပြဿနာမျိုးတွေအသင်းမှာလုံးဝကျွန်တော်ရှိလို့မရဘူးပေါ့နော်ဆိုတော့ဒီတကြောင်မလို့အဲသူနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီစပါးနဲ့ပွဲဖိုင်နယ်မှာကျွန်တော်ပါလာနိုင်လားမပါလာနိုင်လားတော့ကျွန်တော်တို့ စောင့်ကြည့်ရမယ့်အခြေအနေမျိုးပဲဖြစ်တယ်ဒါပေမဲ့သူဟာဆိုလို့ရှိရင် Europa League Final မှာသူပါဝင်နိုင်မှုအတွက်တကယ်ကိုကျွန်တော်တို့အမှန်ကန်ကြိုးပမ်းနေတယ်ဆိုပြီးတော့ကျွန်တော်ပြောသွားဖြစ်ပါတယ်ဆိုတော့ဒါကိုကျွန်တော်ကြည့်မြင်နိုင်တယ်ဗျာဆိုတော့ Amrin ကအဲ့လို risk take ယူရတဲ့အထဲမှာမပါဘူးမရှိရင် မရှိတော့မှကျွန်တော်တို့တခြားဟာတွေပဲကျွန်တော်တို့တုံးမှာပါเนาะတခြားဒီ အဲဒီဘာနော်ဥမာထားပါတော့ကျွန်တော်ဒီကိုထားလို့နေရာမှာခုလက်ရှိကျွန်တော်တုံးနေတယ်ဆိုလို့ရှိရင် Patrick Togu ကိုကျွန်တော်ထားလိုက် Mazraoui ကိုကျွန်တော်ထားလိုက်ဒီလိုပုံစံမျိုးကျွန်တော်တို့အဲဒီဘာနော်ညပြီးတော့ကျွန်တော်တုံးနေတယ်အခုဆိုရင်ကျွန်တော် Armand ကိုပြန်လာပြီဆိုတော့အဲ Delog ကကျွန်တော်အရင်ကြီးတော့ကျွန်တော်တိတ်ပြီးတော့ပြဿနာမရှိဘူးကျွန်တော်ပြဿနာရှိတာ Center Back ပြ Center Back မှာကျွန်တော်တို့တော်တော်ပြဿနာကြီးတယ်ရှိရဲ့ Center Back တွေကကျွန်တော်တို့တကယ်ကိုကျွန်တော်တို့ယုံကြည်စိတ်ချလို့မရတဲ့အထက်မှာပါတယ်ဟိုနေ့ကဆိုလို့ရှိရင်ကျွန်တော်ကြည်ပါလားနော်ဒီ Mazraoui တို့ Nenilov တို့ Lushor တို့နော်ဒီ ပါလာနေကျွန်တော်တို့ဒီခန်းစစ်ကဘယ်လောက်ထိကျွန်တော်တို့အဆင်မပြေဘူးလဲဆိုတော့ကျွန်တော်မြင်နိုင်တယ်ဗျာဆိုတော့အဲဒီကြောင့်မလို့အဲဒီ center back နေရာမှာကျွန်တော်တို့ဒီ Amarin အနေနဲ့ကျွန်တော်ရွေးချယ်စရာပို့ပြီးတော့ညားဖို့လိုတယ်ဆိုတော့လူရည်ဒီမှာတော့ကျွန်တော်တေချာပေါ့အားပြေပါလိမ့်မယ်ဒါပေမဲ့အခုလက်ရှိအနေထားမှာတော့ကျွန်တော်တို့အဲဒီဘောနော injury ကနေပြီးတော့ကစားသမားတွေပြန်လာဖို့ပဲဆူတောင်းအမယ်အခြေအနေမျိုးမှာရှိနေပါတယ်နောက်ထပ်ကျွန်တော်ဒီ Amarin ကဒီပေါ့နော်ကျွန်တော်တို့ဒီလာမယ့်ကျွန်တော်တို့ဒီဥရောပပွဲစဉ်ပေါ့ဥရောပပွဲစဉ်ကျွန်တော်တို့ဒီ အယူပါလိကျော်ဖိုင်နယ်ဖြစ်တယ်ဥရောပပွဲစဉ်တစ်ပွဲလည်းဖြစ်တယ်ဒါပေမဲ့ကျွန်တော်တွေ့နေတဲ့အသင်းကြီးပရီးမီးယားလိဂ်ကကျွန်တော်အသင်းတစ်သင်းကျွန်တော်ဖြစ်နေတာ ਨੇ ပတ်သက်ပြီးတော့ပြောထားရခါမှာဆိုလို့ရှိရင်အဲဒီပေါ့နော်အဲဒီဟိုဘယ်လိုပြောရမလဲဒီဒီလိုပွဲမျိုးကဒီလိုမျိုးကျွန်တော်ဒီပေါ့နော်ဥရောပပွဲစဉ် ဖြစ်နေတယ်ဒါမဲ့ကျွန်တော်တို့ဒီပြည်တွင်းကကျွန်တော်အတင်းတင်းနဲ့တွေ့နေတဲ့အခြေအနေမျိုးဖြစ်ပေမဲ့လည်းဒါဒီကျွန်တော်တို့ဒီဥရောပပွဲစဉ်ဖြစ်တဲ့တဲ့ကြောင့်မို့ဒါကလုံးဝကိုမတူညီတဲ့ပွဲတစ်ပွဲကျွန်တော်ဖြစ်လာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အားလုံးပြင်ဆင်ထားပြီးဖြစ်တယ်ပြင်ဆင်နေတယ်ပေါ့နော်ပြင်ဆင်နေတယ်ဆိုတော့ဒီဒီ final ပွဲစဉ်ရဆိုလို့ရှိရင်လုံးဝကျွန်တော်မတူညီတဲ့ပွဲစဉ်တစ်ပွဲကျွန်တော်ဖြစ်လာလိမ့်ပြောချင်တဲ့သဘောပါဗျာအရင်တော့ကျွန်တော် smart နဲ့ premium league မှာတွေ့ခဲ့တယ်နောက်ပြီးလို့ရှိရင်ကရာဘောင်းမှာကျွန်တော်တွေ့တယ်ဒါပေမဲ့ ဲ့ဒီအခြေအနေတွေနဲ့အခုလာမယ့်ကျွန်တော်အခြေအနေတွေဒီလုံးဝကျွန်တော်မတူဘူးပေါ့နော်အားလုံးကကျွန်တော်တို့လုံးဝကျွန်တော်တို့ကွဲပြားနေမယ့်အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲဒီ United နဲ့ကျွန်တော်ပတ်သက်ပြီးကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လေ United ကအခုလက်ရှိကျွန်တော်ဒီဘောနော်ဟိုလူစီရဲ့အနေထားပြီးလို့ရှိရင်ဒီအသင်းဟာဆိုလို့ရှိရင်ပြီးခဲ့တဲ့ကျွန်တော်နှစ်တည်းကျွန်တော်ဒီ Everton ရဲ့လက်အောက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လေဒီဘောနော်တကယ်ကျွန်တော်ဖလားတွေကိုစင်ခေါ်နိုင်သွမ်းရှိတဲ့အသင်းတစ်သင်းဆိုတာကိုကျွန်တော်တို့မြင်နိုင်တယ်ဘောနော်ဆိုတော့အဲဒီဟာဒီလိုပုံစံမျိုးသူကပြောထားပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ ဟုတ်တော့လေဟုတ်တယ်ဗျာဒီလန်ကိုအသင်းကပြောလို့ပြောရမှာမဟုတ်ဘူးဒီလိုမျိုးကျွန်တော်တို့ဒီ cap gain တွေမှာဆိုလို့ရှိရင်တကယ်ကိုကျွန်တော်တို့ဒီပေါ့နော်အာ environment အရင်ကောင်းတဲ့ထဲမှာပါတယ် cap gain တွေမှာဆိုလို့ရှိရင်ဒီပေါ့နော်အာဒီပြီးခဲ့တဲ့ကျွန်တော်နှစ်ကျွန်တော်တို့ဒီ FA ပေါ့နော် FA plan ဆိုလို့ရှိရင်ကျွန်တော်ကြည့်လိုက်အသင်းကတော်တော်ကြီးကိုကျွန်တော်ဆိုးရတဲ့ထဲမှာပါတယ်ဒါပေမဲ့လည်းပဲလော်ဘူးလို့အသင်းကိုကျွန်တော်တို့နိုင်နေဒီလိုပုံစံမျိုးတွေနဲ့ကျွန်တော်တို့တောက်လျှောက်တောက်လျှောက်တောက်လျှောက်ကျွန်တော်တို့ကြော်တက်လာတာပေါ့နော်ပြီးလို့ရှိရင်ကစားသမားတွေကလည်းဒီ ဖလားနဲ့ပတ်သက်ပြီးတော့တကယ်ကိုကျွန်တော်တို့အင်ပြအားပြတွန်းတွန်းတိုက်တဲ့ကြောင့်ကစားရတယ်မှာပါတယ်ကျွန်တော်ကြည့်နေအခုလက်ရှိကျွန်တော်ယူရိုပါလီပွဲစဉ်တွေဝင်ကျွန်တော်ကြည့်လိုက်တောက်လျှောက်ကျွန်တော်တို့ဒီပေါ့နော်လိန်ဖဲ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 နဲ့ကျွန်တော်တို့တက်လာတက်လာတဲ့ခြေနေမျိုးမှာပေါ့နော်ဟိုတည်ကြလိုက်နော်တည်ကြလိုက်ကျွန်တော်တို့နိုင်လိုက်ကန်နိုင်လိုက်တည်ကြလိုက်ကန်နိုင်လိုက်ဒီလိုပုံစံမျိုးလေးနဲ့ကျွန်တော်တို့လိမ့်ပဲလိမ့်ပဲတက်လာတဲ့အခြေအနေမျိုးကနေတဖြည်းဖြည်းကျွန်တော်တို့ဒီ stage ကကျွန်တော်တို့ဒီဘောနော် playoff ဒီ round of 16တွေအဲ့ဒါတွေကိုကျွန်တော်တို့ကြော်လာပြီးတော့ quarter တွေရောက်လာတယ်เนาะ quarter မှာကျွန်တော်တို့ဒီ line ရုံကိုကျွန်တော်တို့ဟိုနိုင်လိုက်တဲ့ပုံစံရင်းကြောင့်တကယ်တကယ်လည်းကျွန်တော်တို့ဒီ pivot လို့အသင်းနှုတ်နဲ့ကျွန်တော်တို့ကစားတဲ့အချိန်တွေမှာကျွန်တော်တို့ကအများကြီးစိတ်ပူနေခဲ့ရတာဒါပေမဲ့အသင်းကကျွန်တော်တို့တကယ်ကိုကျွန်တော်တို့ဒီနှစ်ကြော်ပေါင်း71ဆိုတဲ့ reserve ကြီးနဲ့ကျွန်တော်တို့ဘယ်သူမှထင်မလာတဲ့ reserve ကြီးနဲ့ကျွန်တော်တို့တက်လာခဲ့တဲ့အချိန်တွေဖြစ်တယ်။စပါးကဘိုဒိုကလင်းကိုနိုင်တာမထူးဆန်းဘူး။ United က United လို့အသင်း United ခုလက်ရှိအခြေအနေနဲ့ပြီးပါလို့အသင်းကိုနှစ်ကြော်ပေါင်း71ဆိုတာခင်ဗျားတို့လည်းကျွန်တော်တို့စိတ်ကူးကြည့်လို့မရဘူး။ မှန်တမ်းပြောရတာကျွန်တော်လည်းဘလို့မှောက်ကျွန်တော်ထင်မှာအဲ့အဲ့လိုပုံစံမျိုးတိကျွန်တော်ဖြစ်တယ်ဒါကြောင့်ဘာဒီကွာနေလဲဆိုလို့ရှိရင်ကျွန်တော်အသင်းမှာဒီပေါ့နော်ပွဲတစ်ပွဲအပေါ်မှာထားတယ်ကျွန်တော်ခံယူချက်ပေါ့နော်အဲ့ဒါတွေကကျွန်တော်တော်တော်လေးကွာနေလေကျွန်တော်ပြောလို့ရတယ်ဒီပရီးမီးယားလိမှာကျွန်တော်ပြီးခဲ့တဲ့ဝက်ဆန်နဲ့ပွဲအောင်ကျွန်တော်ကြည့်လိုက်ဗျာဘာမှကျွန်တော်အောင်စူးစမ်းမှုမရှိဘူးတကယ်ကိုကျွန်တော် underdog အသင်းပဲတကယ်ကျွန်တော်ပြောတန်းတန်းတက်လာတဲ့အသင်းတသင်းတထောင်ကျွန်တော်ညံသေးရဗျာမနိုင်ပြောတာနော် စောင့်တဲ့ကစားတဲ့ပုံစံပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှတ်ထားပါတော့ဒီအစ်ဆွတောင်ကစားတဲ့ပုံစံအဲ့ဒါအဲ့ထက်တော့ကျွန်တော်ညင်သေးတယ်မနိုင်ပြောဝက်ဆန်းကိုကျွန်တော်ရင်ဆိုင်တဲ့ပုံစံအိမ်ဝင်းမှာအဲ့လိုပုံစံမျိုးဒီကျွန်တော်စိုးခဲ့တာဆိုတော့ဒါကျွန်တော်တို့ဒီ memory ပြောတာကကျွန်တော်အများကြီးလက်ခံပေးလို့ရတယ်တကယ်ကျွန်တော် premier league အသင်းနဲ့တွေ့တယ်ဆိုပေမဲ့လည်းတကယ်တမ်းကျွန်တော်ဒါက europa league final ဖြစ်တဲ့ကြောင့်မလို့ final ပွဲတစ်ပွဲဖြစ်တယ်ဆိုတော့ဒီတော့ကြောင့်မလို့အရာအားလုံးကကျွန်တော်တူညီမှာမဟုတ်ဘူးဆိုပြီးတော့ memory ကကျွန်တော်တို့ ပြောသွားတာဖြစ်ပါတယ်ဆိုတော့နောက်ထပ်ကျွန်တော်ပြောတဲ့ခါမှာဆိုလို့ရှိရင်ဒီဘောနော်ဒီအဲ့ journalism မိတာလေးကျွန်တော်သဘောကျပါတယ်သူကသူမိတဲ့ပုံစံကျွန်တော်ဒီဘောနော်တကယ်လို့များဘောနော်တကယ်လို့များကျွန်တော် champion လေးဝင်ဝင်မရဘူးဆိုလို့ဆိုလို့ရှိရင်ဘောနော်ဆိုလို့ရှိရင်အဲဒီကောင်းတဲ့အချက်တွေရှိလာမယ်ပေါ့အဲ့ဒါလေးကကျွန်တော်ဗာလဲဆိုလို့ရှိရင်အဲဒီတပတ်ကိုကျွန်တော်တို့တပွဲလောက်ပဲကျွန်တော်ကစားပြီးတော့ဟိုအသင်းကိုကျွန်တော်တို့ဟိုအမှန်ငယ်ကျွန်တော်တို့ဒီဘောနော်ချိန်ပေးပြီးကျွန်တော်ပြင်ဆင်လို့ရမယ်ပေါ့နော်ဆိုတော့ ဲ့လိုပုံစံမျိုးဆိုလို့ရှိရင်ရောဘယ်လိုမြင်လဲပါညာပေါ့ပြောထားတာတကယ်ဟိုအမ်ရင်ကသူပြောတာမျိုးမှကျွန်တော်တို့ရှိတယ်ပေါ့နော်အဲဒါပေမဲ့အဲကျွန်တော်တို့ဒီပေါ့နော်ဥယောပပွဲစဉ်တွေကိုကျွန်တော်တို့ကစားမယ်ဆိုလို့ရှိရင်နော်တေချာပေါ့ဆိုလို့ဒီထက်ပို့ပြီးတော့ကျွန်တော်တို့ competitive ပို့ပြီးတော့ဖြစ်ဖို့ပြိုင်ဆိုင်မှုပို့ပြီးတော့ပြင်းထန်ဖို့လိုတယ်ပြင်းထန်မှုအဲပြောမယ်ဆိုလို့ရှိရင်ပြိုင်ဆိုင်မှုပြင်းထန်တဲ့စိတ်ဓာတ်မျိုးတွေအတင်းမှာကျွန်တော်တို့ရှိနေဖို့လိုတယ်အဲ့အတွက်လည်းကျွန်တော်လူစီရင်ကျွန်တော်လုံလောက်လောက်ရှိဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးတွေသူပြောသွားတယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့ဒီပေါ့နော် တကယ်တကယ်လည်းကျွန်တော် ပြောမယ်သလိုရှိရင်တော့အဲဒီပေါ့နော်တခခုကျွန်တော်တို့ဘာပဲလုပ်လို့ပေါ့နော်ကျွန်တော်တို့ဆုံးဖြတ်ချက်ချတာပဲဖြစ်ဖြစ်เนาะနောက်မှကျွန်တော်တို့ဒီနောက်ဆက်တွဲဆိုတာကျွန်တော်တို့မှရှိတယ်အဲဒီဥပမာတော့ကျွန်တော်ချန်ပီယံလိဝင်ဝင်ရလိုက်တယ်ရလိုက်တယ်ဆိုလို့ရှိရင်အသင်းကကျွန်တော်ပွဲကစားရတာဒီပို့ပြီးတော့ကျွန်တော်တို့များလာမယ်အသင်းကပို့ပြီးတော့ပင်ပန်းလာမယ်ဒါဆိုးတဲ့ချက်တွေ ဒါမဲ့ကောင်းတဲ့အချက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါမဲ့နွေရာသီမှာကျွန်တော်လူတွေအများလူတွေခွဲနေရမှာကျွန်တော်တို့အသုံးဝင်လာမယ်ချန်ပီယံလိဖုတ်ဘောကစားရတာဖြစ်တဲ့ကြောင့်အသင်းဝင်ဝင်ကျွန်တော်တို့တောင်းမယ် financial အရာဆိုလို့ရှိရင်အသင်းကကျွန်တော်အများကြီးကျွန်တော်မျက်နှာပန်းပွင့်သွားမယ်ခြေနေမျိုး sponsor deal တွေကစားအားလုံးစီမံသွားမယ်ခြေနေမျိုးမှာကျွန်တော်ရှိနေတယ်ဆိုတော့ကောင်းတာလည်းပါတယ်လို့ကျွန်တော်တို့စိုးတာလည်းပါလာမယ်ခြေနေမျိုးလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ amorin ပြောတာကျွန်တော်အများကြီးလက်ခံပြီးလို့ရပါတယ်ဆိုတော့ဒါကတော့ amorin ရဲ့ကျွန်တော်ဒီ youtuber league ပွဲစဉ်ပြီးလို့ရှိရင်ကျွန်တော် Chelsea နဲ့ပွဲစဉ်အတွက်ကျွန်တော် press လုပ်ထားတာဖြစ်ပါတယ်ဆိုတော့အဲဒါသူပြောခဲ့တဲ့အကြောင်းအရာတွေပေါ့ဆိုတော့ brother တို့ရောဒီအားနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲ comment တွေမှာဝင်ရောက်မှတ်ချက်ပေးသွားလို့ရပါတယ်ဆိုတော့ channel ကို subscribe မဲ့သူတို့ရှိရင် subscribe လုပ်ကြပါဦးအားလုံးတောင်းဆိုပါတယ်ကျွန်တော်နောက်ထပ် video မှာတွေ့ပါမယ်အားလုံးကျေးဇူးပါ